ပရိသတ်များအားလုံးကိုကျမတို့ရဲ့ New Audio Book Channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စိုင်းသူနန်းကြညူရေးသားထားတဲ့တိုင်မလာတော့ဧည့်သည်များဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါရစေ။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနား Notification လောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုခြင်းပါရစေ။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်းဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။ညိုမဲနေတဲ့ကောင်းငင်ကြီးအားကြီးကတစ်ယောက်မျက်ရည်များဝေဝဲလာမိတယ်။ မကြမီမိုးမုံမူးမွားများကဒါရဲ့ခန္ဓာကိုယ်ပေါ်သို့ကျေးဆင်းလာကြတယ်။လေးပွေတစ်ချက်ကသူ့ရဲ့အဆန်ရွယ်ရှိများအားဘယ်ညာရိခါနေအောင်ကြည်ကျဲနေသေးတယ်။တိန်လေးအချို့ကမြေပြင်တန်တီးအီပြိုဆင်းလာတဲ့အလျောက်မိုးမုံမူးမွားများကမိုးရေစံများအတွင်ပြောင်းကတဖြောင်းဖြောင်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကြာရောက်လာပြန်တယ်။မမေမိုးရေရွာလာပြီးအိမ်ထဲဝင်တော့လေတော်ကြာမိုးမိပြီးဖျားနေမယ်။အိမ်မှာသမီးရဲ့မိုးမို့မိုးရဲ့အနံ့အသက်လေးကိုခံစားနေတာပါ။ အော်တမီးကဘယ်တော့ရန်ကုန်ပြန်မလဲ။အင်းတပတ်ခါလောက်ပါမီမီ။မိုးရီများဆိုနေတာကြောင့်ဒါသူ့ရဲ့ဇန်နွယ်များကိုလက်နဲ့တတ်ချလိုက်ရင်တမီးလေးဤသေးတော်မကြမီအိမ်အောင်ပြုတော့မှာပါလား။စိတ်ထဲမှာတီးတိုးရေရွမိတယ်။အမေတခုတမီးတခုဘဝနဲ့နေလာခဲ့တာကြားလိမ့်ပြီ။တမီးလေးအသက်6လသားအရွယ်ကလေးကဒါသူ့ရဲ့ခင်မောဖြစ်သူလွမ်းအောင်နဲ့လမ်းခွဲခဲ့တယ်။ယခုလိုမိုးရီရွာတဲ့နေ့တနေ့ရအစာပြုကလွမ်းအောင်နဲ့စုံစည်းခဲ့တယ်။ မိုးနဲ့စုံနဲ့ပူဆောင်မလားမပြောတတ်သူရဲ့အချစ်အိမ်တော်ရေးဇလန်မျက်ရည်များနဲ့သာရုံးမာတဲ့သူတဦးရဲ့အောင်လန်းအတိုက်ကြောင့်ထားရဲ့မိခင်အသက်ဆုံးရှုံးခဲ့ရတယ်လို့ထားကလည်းသူချစ်တဲ့ဇာတိမြေအားစွန့်ခွာခဲ့ရတယ်။ယခုတော့ထားကဘကုမျိုး၌အခြေချကတည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်ထားပြီးဖြစ်တော်လဲမထင်မတဲ့ပြဿနာတချို့ဟာကြုံတွေ့နေရပြန်တယ်။ရခင်အိမ်တော်ကလည်းတည်ဆုံသွားတဲ့မိနေတဲ့ရဲ့လက်ကလေးရိုးနဲ့အတိုက်ခံရတဲ့ဖြစ်သူရဲ့မိခင်လည်းတည်ဆုံကထိုးရင်အားလဲစွန့်ခွာခဲ့ရတယ်။ အစားထားတို့သားမီးကရန်ကုန်ရှိအတော်ဖြစ်သူများထံ၌လိုက်နေကြတယ်။နောက်ပိုင်းတော့အေးချမ်းချမ်းနေလိုတာကြောင့်ရိုးမာကြီးကသဘောကျတဲ့ထားဘကူမြို့၌အခြေချရန်ဆုံးဖြတ်ခဲ့တယ်။ထားရဲ့အခြေဆုံးတငငယ်ချင်းနွယ်နေသည်လဲဘကူ၌အိမ်တော်ကြကအခြေချနေတာမို့အထီးကျန်ဆန်တဲ့ထားရဲ့တိုင်ပင်မောတငငယ်ချင်းလည်းရှိမိုင်းပြပြရိုးမာကြီးလည်းရှိရာဘကူ၌အခြေချပြစ်ခဲ့တာအစမ်းတော့မဟုတ်။ယခုလက်ရှိ နေထိုင်တဲ့အိမ်၌လည်းထူးခြားမှုများကြုံတွေ့ရပြန်တယ်။ဟင်ဟီချိုးကန်းရဲ့အတန်မလား ထားတယောက်ကြားလိုက်ရတဲ့အတန်ကြောင့်ရေချိုးကန်ဘက်အပြေးလွှားလာကြည့်မိတယ်။ထားရဲ့ရေချိုးကန်ကအိမ်သားနဲ့တွဲရဖြစ်တယ်။ဟင်းဘိုးတိုင်းအိမ်သားဖုံးကအလိုလိုပိတ်သွားကဖះဖះဒီအိမ်ကြီးမှာမမြင်ရတဲ့ပရာလောကသားတွေများရှိနေတာလား။ထားတီတိုးရေယိုရင်စက်သိန်းများပင်ထလာခဲ့တယ်။သားတို့သားမိတို့အိမ်တို့ပြောင်းရွှေ့ကားစား၌ပုံမှန်အနေထားသာဖြစ်၍ဤသည့်ထူးခြားမှုမျိုးမှမကြုံတွေ့ခဲ့။ထားရဲ့သမီးရန်ကုန်၌သင်တန်းသွားတက်နေစဉ်ထားတဦးတည်းသာအိမ်၌ကျန်ခဲ့တယ် ထိုချိန်မှစ၍ထူးခြားမှုများအားစတင်သတိထားမိလာတယ်။ရခိသမီးရှိစဉ်ကထိုကဲ့သို့သောအရာဝတ္ထုပစ္စည်းများရွေးရှားတံများကိုကြားခဲ့ရတော့လေ။သမီးဖြစ်သူလုတဲ့ဟုပဲထင်နေခဲ့မိတယ်။သမီးကလည်းမိမိလုတဲ့ဟုပဲထင်နေပေလိမ့်မယ်။ယခုမိမိတယောက်တည်းကြံတဲ့အခါမှသာသတိထားမိလာတယ်။ယခုလည်းဘိုးတိုင်းအိမ်နာအဖုံးအလိုလိုပိတ်သွားခဲ့တယ်။အိမ်ထဲပတ်သက်လာရင်မူလအစကတည်းကအကံမကောင်းခဲ့တဲ့ဒါ ယခုတစ်ချိန်၌လည်းကြုံအပြန်နဲ့သို့တော့ဤတစ်ချိန်၌စိုးရင်စိတ်တိမ်မရှိတော့မိမိတဦးသာရှိတဲ့အိမ်၌ရခင်တစ်ချိန်လုံးအကဲသို့အောင်းလန်းအတိုက်ခိုက်ဖြစ်နေပါကမိမိမတပါးထိခိုက်စရာလူမရှိဟင်ကလေးလေးရှိတယ်မလားငါငါနားကြားမတာများလားထားတဲ့ရောက်ဟိုဒီဒီလိုက်စာကြည့်တော့လဲမိသည့်အရာအမမတွေ့ရဟွန်းကလေးလေးရှိတယ်ကြားလိုက်ရတာသိကြပါရဲ့ဖះဖះဒီအိမ်မှာကလေးဝင်းညင်များရှိနေတာလား သူစိတ်ညစ်ညူးစွာရေရွတ်ကအိယာဌာနလဲလျောင်းရင်းစိတ်ပတ္တိယစိတ်နေမိတယ်။ထားရဲ့အသက်ပင်40ကျော်အရွယ်သို့ရောက်လာခဲ့ပြီးတမီလေးဤသည်ပင်ဘွေရပညာတတ်တယောက်ဖြစ်နေပြီ။ထားတော့အိမ်တော်ရဲ့အတွက်စိတ်ကုံကြီးကုံကနောက်အိမ်တော်ပြူရမ်းမဲစိတ်မကူးတော့ဟုတ်တယ်လေထားစိတ်နာမဲဆိုလဲနာကျင်စရာကောင်းလာတယ်။တမီလေး6လအရွယ်ကလေးကအိမ်တော်ရဲ့ပြူခွဲကခုချိန်ထိတောင်နောက်အိမ်တော်မပြူပဲတမီလေးကလူလားမြောက်ပြုစုပြိုးထောင်ပေးခဲ့တယ်။ အသက်ကြီးလာတာနဲ့အမျှဘာသာရေးအားပိုလုံးဖြစ်ခဲ့တယ်။ထို့ကြောင့်အိမ်၌မမြင်ရတဲ့အရာများရှိနေတယ်ဟုခံစားရတော့လဲအထူးတုံ့လုံးမှုတော့ဖြစ်မနေ။သားတို့ရဲ့အိမ်ပေး၌နေထိုင်ကြတဲ့ညာကစားလင်မယားလည်းသူနဲ့အတော်လေးရင်းနှီးကအားကိုးရတယ်။ထိုလင်မယားပြောင်းလာသည်မှလည်းမကြသည်။အန်တီထအိပ်ပြီလား။အိမ်ရှိမခေါ်တဲ့ကြောင့်သူလည်းအရာထမထားကခြံရှိထွက်လာခဲ့တယ်။ဟဲအေးမာတို့လင်မယားပါလား။ဟုတ်တယ်အန်တီထအိပ်နေပြီလား။အင်းမအိပ်သေးပါဘူးအေးမာရဲ့။ အန်နီထားကိုတမီးတို့လင်မင်းကအခါကြီးရဲ့ကြီးတရင်ကျလာမှုလာကြတော့တာပါအီမာတို့လင်မင်းကလည်းထားအားထိုင်ကြတော့ကြတယ်အီပါကွယ်တာရုတာရုတာရုပါခုလိုအခါကြီးရဲ့ကြီးမှာလူကြီးမိဘကိုကြတော့ရတဲ့အကျိုးအကြောင်းလူရဆန္ဒတလုံးတော့ဝပြည့်ကြပါစေကွယ်ဟုတ်ပေးရစုနဲ့ပြည့်ပြစေအီမာတို့လင်မင်းကနှစ်ဦးကထားအားကြတော့လိုက်ကြပြီးနောက်စူပါကုံမော်တို့တတ်ထိုင်လိုက်ကြကတအူးမျက်နာတအူးကြည့်နေကြတယ်အီမာအတီးကိုဘာများပြောစရာရှိလို့လဲ ပြောစရာရှိရင်ပြောတော့အားမနာနဲ့ထိုအခါမှအေးမာကဟိုလီအန်နီတာသမီးတို့လင်မယားကမင်းညသတင်းချိုလာပြေးနေဆိုတော့လာတာတာနဲ့အိမ်ရှိထွက်ထိုင်နေကြတာอืมညဆက်တဲ့နာကြီးကြော်လောက်ကြတော့အန်နီတာအိမ်နောက်ဘေးဘက်ကအတန်နေကြတော့သမီးတို့လည်းတကူတွေဘာတွေများလားဆိုပြီးကြည့်လိုက်တော့ဘာတွေ့လိုက်လို့လဲအေးမာအရေးတွေအရေးတွေအများကြီးပဲကလေးလေးအရေးတွေရောပဲဟင်းဟုတ်လားဟုတ်တယ်အန်နီတာနာနာဘဝလေလားဘာလားတော့မသိဘူးအန်နီတာရောဘာမှမကြုံရအောင်လားဟင် အနီဒာတယောက်တည်းနေရတာဆိုတော့อืมအနီဒာဘာမှတော့ထူးထူးခြားခြားကြုံရတာတော့မရှိပါဘူးကျွန်တော်တခုလောက်အကြံပေးခြင်းနဲ့အနီဒာပြောလေမောင်အေးမရဲ့ယောက်ျားမောင်ကအနီဒာတယောက်တည်းနေရတာဆိုတော့အဖော်လေးပါလေးရောက်ခွေးလေးပါလေးမွေးပါလားတခုခုဆိုခွေးရအတန်ပြူမှာပဲသူတို့ရဲ့အပြူမူထူးခြားတာကိုကြည့်ရင်လည်းသိနိုင်တယ်လေကျွန်တော်ကလည်းကုမ္ပဏီကိစ္စနဲ့တခါတလေခရီးထွက်နေရတော့အေးမတယောက်တည်းအိမ်မှာကြံနေတာအများသားอืมဟုတ်တယ်နော်အန်တီကလည်းခွေးချစ်တတ်တယ် ျန်နာတော့အန်တီကမစိုးရိမ်ပါဘူးတကယ်လို့အန်တီအိမ်မှာမမြင်အပ်တဲ့ပုံသားတွေရှိနေခဲ့မယ်ဆိုရင်လေသူတို့ဘွားနဲ့သူတို့လွတ်လွတ်လပ်လပ်နေကြပါစေလူကိုအန်နီရဲ့မပြုတ်ရင်ပဲဟုတ်လာပါပြီဟုတ်အန်တီသားစကားကောင်းနေရနဲ့အိမ်ပြန်မို့မေ့နေတာညစာတော့မစားရသေးဘူးပြန်လိုက်အောင်မယ်နော်အန်တီသားအေးပါကွယ်အေးပါအေးမာတို့လင်မယားနှစ်ယောက်ပြန်သွားပြီးတော့ထားလေးအဖော်ရရန်ခွေးလေးနှစ်ကောင်လောက်မွေးမယ်ဟုတွေးလိုက်မိတယ်။အင်းမနေ့ပြန်တော့ခွေးသေးလေးနှစ်ကောင်လောက်သွားဝယ်ဦးမယ်။ဒီကောင်ထဲကျပြင်းနေမှာ အထီးနဲ့အမကြတော့လဲပွားလာရင် အလုပ်တွေများနေမှာဖះတရားလုံးချင်တာတစ်ဖက်ခွေးပေါက်လေးတပြုံကတစ်ဖက်ဆိုရင်တော့အဆင်မပြေဘူးအထီးလေးနှစ်ကောင်ဆိုရင်တော့အဆင်ပြေမှာပါသူလဲခွေးမွေးရစိတ်ကူးနဲ့အိပ်ပျော်သွားတယ်နောက်ရက်မနက်နိုင်အမွေးစုပ်ွားခွေးလေးနှစ်ကောင်အားဝယ်လာခဲ့တယ်ဂျက်ကီနဲ့ပါပီဟူသောတေလီယောက်ခွေးလေးနှစ်ကောင်ကထားရဲ့အိမ်၌ပျော်နေကြရှာတယ်တခင်အသေးဖြစ်တဲ့ထားရဲ့ဇကားအားလဲနားထောင်တက်ကြတယ်ညမောင်လာတဲ့အခါဂျက်ကီနဲ့ပါပီကထားရဲ့ချန်ဝိုင်းရဲ့အနောက်ဖက်၌ရှိတဲ့ ဖျားဝိုင်းဘက်သို့ကြီးကတည်းအီအောနေကြတယ်။လာသားလေးတွေဘာတွေးလို့လဲ။ခွေးလေးများကထာအားတစ်စုံတစ်ခုလှမ်းပြောပုံရတယ်။ထိုနောက်နေ့လယ်ဘက်၌ပြောင်းဆန်အောင်စောနေတဲ့ခွေးလေးနှစ်ကောင်ကနေဝင်လာတာနဲ့ညီသက်ကထားရဲ့အခန်းထဲမှမထွက်ကြတော့ထာမိများပင်ခေါ်စီကောင်မူလုံးဝမလာကြတော့တရရနိုင်ထားတယောက်ထမင်းစားပြီးနောက်ပြင်းလာတာကြောင့် TV မှာလာတဲ့နိုင်ငံသားကတကအားစိတ်မပါတပါနဲ့ကြည်နေမိတယ်။စကားကြည့်ရင်ပြင်းလာပြန်တာကြောင့်တရားလိုက်ဘက်အဖွင့်ကတရားနာနေတယ် ထို့နောက်ငိုင်မီလာရာမှုအေကန်းရှိနှစ်ယောက်တိုင်ဆိုပါပေါ်၌လဲလျောင်းရင်းမျက်စိမိတ်ကတရားနာလျက်ရှိတယ်။ငားထဲ၌ကလေးငယ်များရည်တမ်းများကြားနေရတယ်။ဖန်နဲ့မပါပဲအိမ်ထဲ၌ပြေးလွှားနေတဲ့ကလေးခြေတမ်းများထားတယောက်အတမ်းများကြားနေရတော့လဲမျက်စိရဖွင့်မရခန္ဓာကိုယ်တစ်ခုလုံးလဲလှုပ်မရထိုစဉ်ကလေးများကအချင်းချင်းစကားတီးတိုးပြောနေကြတယ်။သို့တော်ထိုစကားတန်ကဌာနမလဲတဲ့ဘာသာစကားတစ်ခု မကြမီ အချို့ကလေးများကရေချိုးကန်ဘက်ပြေးဝင်သွားကြကား အချို့ကသူရှိရာဧကန်းတဲ့သို့ရောက်လာကြတဲ့ခြေတံများကိုကြားလိုက်ရတယ်။ထို့နောက်သူမျက်နာအားအနီးကပ်လာငုံကြီးကတီတိုးစကားဆိုနေတဲ့များအားကြားရပြန်တယ်။ထို့နောက်သူဖွင့်ထားတဲ့တရားလိုင်းအားထုကလေးများကကာတွန်းကားလိုင်းအားပြောင်းပစ်ကြတယ်။ထိုကာတွန်းကားအတန်ကြောင့်ရေချိုကန်ပန်း၌စော်ကစားနေကြတဲ့ကလေးများကဧကန်းတဲ့သို့ပြေးလာကြပုံရတယ်။အချို့ကလေးများကသူအိမ်နေတဲ့ဆိုပါကုံတိုင်းပင်လာထိုင်ကြတယ်။အဖဲเจ้าဆိုသောသူအိမ်နေတဲ့ဆိုပါကုံရဲ့နေရာအချို့ကဤဝင်သွားတာကြောင့်ဖြစ်တယ်။ ကလေးများကကာတွန်းကအားစိတ်ပါလက်ပါကြည့်နေကြပုံရတယ်။အစမပြတ်မိလာတဲ့ကျိုးဖုံးတန်ကြောင့်သူအိတ်နေရာမှာစက္ကန်နဲ့နိုးလာတယ်။ဟယ်လိုတမိဤသေးလား။အင်းအင်းမင်းမလာခဲ့မယ်လေ။အဲ့နေပဲလာခဲ့မယ်စိတ်ချ။သူဖုံးကွက်အားချကငိုင်းနေမိတယ်။တမီးလေးဤတဲ့ရရှေးလာပဲ။သူချစ်သူကောင်းလေးနဲ့စေစားခဲ့ပြီးဖြစ်တယ်။တမီးရဲ့ချစ်သူကတင်မောသားတူဖြစ်တယ်။ယခုတော့တမီးကောင်းလေးတင်မောမတက်မီ။တမီးနဲ့လက်ထက်လိုတဲ့အတွက်မင်္ဂလာကိစ္စဆွေးနွေးရန်ရန်ကုန်သို့သွားရမယ်။ ကတ်တွန်းလိုက်ပွင့်နေတဲ့ TV ကထားအမှုမဲ့အမဲမဲ့လှမ်းပိလိုက်တယ်။ထို့နောက်စီစဉ်စရာရှိတာများစီစဉ်ကအေးမာကြီးအေးမာဟောအန်နီတာအန်ဒီခရီးထွက်စရာရှိရဲ့တမီးရဲ့မင်္ဂလာကိစ္စပါဒီနေ့ပဲသွားရမှာမို့အန်ဒီထားရဲ့အိမ်တော့အပ်ခဲ့မယ်ဂျက်ကီနဲ့ပါပီကိုအစာကျွေးပေးအောင်တမီးဒီနှကောင်ကိုစိတ်မချပေမဲ့ခေါ်သွားလို့ကမဖြစ်လို့အေးမာကြီးအာနာနာနဲ့ပဲအေးမာစီအပ်ခဲ့ရမယ်ဟာရပါတယ်အန်ဒီထားရဲ့ပြောရမယ့်လူတွေမှမဟုတ်တာဒီနှကောင်ကချစ်ဖို့ကောင်းပါတယ် အေးမတေချာကြည့်ထားပေးမယ်စိတ်ချအနီထားဩခလေးနှစ်ယောက်ကိုအေးမစီခေါ်ထားပေးရမလားရတယ်အေးမသူတို့နေတတ်တယ်အစာလေးသာသွားကျွေးပေးပါအိမ်မှာကျသူတို့အပေါ်လေးစွန့်မဲ့နေရသူတို့သိတယ်လေဒီကျလျှောက်သွားနေအေးမတို့အားနာလို့ပါဟောဟောအနီထားစိတ်ချပါတမီးလေးဤတဲ့ရဲ့မင်္ဂလာကိစ္စအတွက်ထားရန်ကုန်သို့ရောက်ရှိနေတယ်ကိုထထအနီထားတို့အိမ်ဘက်ကခွေးဟောင်တန်းကြားတယ်ဂျက်ကီတို့ဟောင်တန်းမယ်ဘာတွေးလို့လဲမသိဘူးဟေးဟုတ်လားဒါဆိုသွားကြည့်အောင် ကိုကတာတုတ်တူအားကင်ကအနီထားအိမ်ဘက်သို့ထွက်လာခဲ့တယ်။ထို့နောက်အိမ်တကားအဖွင့်ကအိမ်ထဲဝင်လိုက်စဉ်"ဟင်၊ဂျက်ကီတို့ဘာတွေ့လို့လဲ။ဟာအေးမာတီဗီကြီးကဖွင့်နေပါလား။ကတ်တုန်းကားကြီးဖွင့်ထားတာ။မင်းညက်နေကခွေးစာလာကြွေးရင်တီဗီဖွင့်ခဲ့လား။အမလီကြံကြီးစီရတော့ကျုပ်ကကလေးကလာနဲ့ကတ်တုန်းကားဖွင့်စရာလား။ဟာနောက်ဘေးဘက်ကအတန်ပဲ။ဟီချိုးကန်းနဲ့ကအတန်။တကိုးများလားမသိဘူး။ရောက်ကြ၊ဂယူးဆိုင်သွား။ကိုကလည်းနောက်ဘေးဟီချိုးကန်းဘက်သို့တပြေးပြေးချီကပ်က ရေချိုကတကားရုတ်တရက်ဆွဲဖွင့်လိုက်တယ်။ဟင်။တွေးလိုက်ရတဲ့မြင်ကွဲကြောင့်ကိုဦးတယောက်ကြက်သေးသေးသွားတယ်။ကိုဦးကရေချိုကနဲ့သူကြီးကအံ့ဩမင်တက်နေမိတယ်။ဘူတိုင်းအိမ်နောက်အဖုံးပေါ်၌မတရက်ကသူ့အားစိုက်ကြည့်နေတဲ့ကလေးငယ်တဦး။ထိုကလေးကအင်ကြီးမပါအောက်ပိုင်း၌ပုံနာများကဲ့သို့ဖိတ်ဖြူအားကတောင်းကြိုက်ထားတယ်။ညခုံးမျက်လုံးအားကြည့်ရသည်မှာအိန္ဒိယနယ်ပွားများနဲ့တူတယ်။အထူးခြားဆုံးမှာကလေးရဲ့စိမ့်ဖက်ဖက်မျက်လုံးထိုမျက်လုံးများကကိုဦးအားစိုက်ကြည့်နေတာမို့စက်သိမ်းများပင်ထားလာတယ်။ ိုကလေးရဲ့မျက်နှာကပြောင်းရည်ချင်းမရှိတော့လဲရည်တန်ကရေချိုးကန်းနဲ့လိုက်တက်လာတယ်ရည်တန်ကတဦးတယောက်တည်းရည်တန်မဟုတ်ပဲကလေးများစွာရဲ့ရည်တန်ဘိုးတိုင်းအိမ်နာပေါ်မှာကလေးရရုတ်တရက်အုံငနဲ့ခုံကြကကိုဦးထံတိုးကက်လာတာမို့မမလာနဲ့ငါစီမလာနဲ့ကိုဦးကခြေလန်းအားရှောင်ရမ်းကနောက်ဆုံးလျက်ဖင်တိုင်းရဲ့လဲကျသွားတယ်ဟင်းယောက်ျားဘာဖြစ်တာလဲဘာတွေ့လို့လဲအေးမာကယောက်ျားဖြစ်သူရဲ့ထူကြတဲ့အပြူအမူကြောင့်ပြေးလာက ရေချိုးကန်းနဲ့ကြည်လိုက်တယ် ရေချိုးကန်းထဲ၌လူရိပ်လူရောင်များပင်မတွေ့ရတဲ့အပြင်ခွေးတက်ကောင်ကြောင့်တမီမမရှိ လာလာမိမတရေကလေးတရေနေမှာဂျက်ကီတို့ကိုခေါ်ခဲ့မြဲမြဲပြန်ရအောင်ကိုဦးကအမြန်ထကခုံအောက်တွင်အမိကုတ်ကဝုတ်နေတဲ့ဂျက်ကီနဲ့ပါပီယာကောက်ချီ၍အိမ်ထဲမှအမြန်ပြေးထွက်လာတယ်။အေးမားကလည်းဘာမသိညာမသိနဲ့ယောက်ျားဖြစ်သူနောက်မှအပြေးလိုက်လာခဲ့ရတယ်။အေးမားချန်ဝိုင်းတကားအားတောခတ်နေစဉ်ပြတင်းပေါင်းရှိခန်းကြီးစားကလှုပ်ခတ်သွားတာအားသတိထားမိတယ်။ ကိုဦးကအေးမတော်ခန့်နေစဉ်အိမ်ဘက်အားကြည်ရာအိမ်ရဲ့ပတင်းပေါက်ခန်းစည်းကြမှမိမိတို့အားချောင်းကြည့်နေတဲ့စိမ့်ဘက်ဘက်မျက်လုံးများစွာထိုမျက်လုံးများကပတင်းပေါက်ရဲ့အထက်အောက်အပြည့်ဖြစ်တဲ့ကလေးရဲ့အရင်နဲ့ပတင်းပေါက်အပေါ်ထိရပ်နိုင်ရင်မှမလွယ်ကူလားလာမြမြလုံးဟာအေးမရနှစ်ဖက်အေးတွေကအိမ်ထဲရနေမျက်လုံးစိမ့်နေနဲ့ကြည်နေတာဟာအမလီကြောက်ပါတယ်ဆိုဘာလီလာပြောနေရလဲပြေးပြေးအောင်ယောက်ျားအေးမာတို့လင်မယားလဲမိမိတို့အိမ်ဘက်တို့အပြေးလွှားပြန်ပြေးကြတော့တယ်အိမ်တို့ရောက်တဲ့အခါ ကိုဦးကရေဦးစင်မှရေတခွက်အားတုံရင်နဲ့လက်ဖြင့်ခတ်ကရေဦးတကြိုက်တဲ့မောတောင်းလိုက်တယ်။ယောက်ျားဘာတွေးခဲ့လို့လဲ။မျက်လုံးစိမ့်တဲ့ကလေးပိတ်ဖြူစာကိုကတောင်းကြိုက်ထားတဲ့မျက်လုံးစိမ့်တဲ့ကလေးမျက်နှာသေးကြီးနဲ့သူ့ပါးစပ်ကမရည်ပဲကလေးရည်တန်းနဲ့အများကြီးလှိုင်ထွက်နေတာ။ဟေးဟုတ်လား။ကြောက်စရာကြီးကလေးသေးရဲ့များလား။อืมမပြောတတ်ဘူး။အန်နီတာပြန်လာမှပြောပြရမယ်။ထိုနေ့ည၌ကိုဦးတယောက်ဖြားတော့တယ်။မလာနဲ့။တော်တော်ငါစီမလာကြနဲ့။ယောက်ျားယောက်ျား ဘာလို့ရောင်းអော်နေရလဲဟင်ခေါင်းခေါင်းကိုင်းလိုက်တာဒါနဲ့ဟိုဟိုကလေးတွေရောဟင်ဘဲရကလေးတွေလဲဘယ်သူမှမရှိပါဘူးယောက်ျားရဲ့អော်ငါအိမ်မဆိုးတွေမှတ်နေတာအိမ်မရဲ့อืมမင်းတောင်လင်းနေပြီပဲစေကန်သွားပြရအောင်တော်သေးတယ်ဒီနေ့ကအလုံနာရဲမို့ကိုဦးတယောက်၃ရက်ခန့်နေမှအဖျားပြောက်သွားခဲ့တယ်။သမီးဖြစ်သူမင်္ဂလာပွဲကစီကားတိုင်းမြိုက်စွာကျင်းပပြီးကြီးခဲ့ပြီးဖြစ်တယ်။သမီးလေးကလက်ထပ်ပြီးတာနဲ့သူ့ရဲ့အမျိုးသားနေထိုင်ရာအိမ်တို့လိုက်ပါနေထိုင်လေတယ် တမီးလေးရဲ့ရောက်ကမဖြစ်သူကလည်းထားရဲ့တမီးလေးအားတမီးရဲ့တပွဲချစ်တာမှုသူအကျေနပ်ကြီးကျေနပ်နေမိတယ်။ထားရဲ့တမတ်လေးကလက်ထပ်ပြီးတာနဲ့တင်မောတရံကိစ္စများနဲ့အလုံးရှုံနေရှာတယ်။တမီးလေးဤတဲ့ကထားအေးဆေးနေပြီးမှပြန်ရန်တောင်းဆိုတော့လဲထားဘကိုးအိမ်သို့သာဆေးရောက်နေတယ်။အထူးသဖြင့်ထားရဲ့ချစ်စရာကောင်းတဲ့ခွေးလေးတွေဖြစ်တဲ့ပါပီနဲ့ဂျက်ကီတို့အားတတိယနေမိတယ်။အေးမာတို့လင်မယားတန်ခွေးလေးများအားအနံခဲရသည်ကိုလည်းအားနာလာတယ်။မမေဤတဲ့စီမကြခဏလာလဲနော် အိမ်မှာသမီးရဲ့ယောက်ခမကိုအမေလိုသဘောထားပြီးယူသေးပါမိခင်ရင်လိုပြုစုပါသမီးညီမလေးထားရေးစိတ်မပူနဲ့မမကဤသေးကိုသမီးလေးအရင်လိုချစ်တာပါမမဘဝမှာလေတားတယောက်ပဲပိုင်ဆိုင်ပြီးတော့ခုလိုလိမ်မာတဲ့ဤသေးကိုချွေးမတော်ရတာကဖျားပေးတဲ့လက်ဆောင်ပဲညီမလေးထားလဲမမတို့စီမစားခဏလာလဲနော်သမီးဤသေးအတွက်စိတ်သားချတားလေးသမော့တဲ့ရင်မမနဲ့သမီးပဲအိမ်မှာကြံခဲ့မှာခါတိုင်းတော့တားမရှိရင်ရောင်းချာချာနဲ့ခုတော့သမီးဤသေးရှိတော့အဆင်ပြေတာပဲ ်ဟုတ်မမဒါဆိုထားပြန်တော့မယ်နော်အေးအေးညီမထားမကြခဏလာလေနော်မျောနေမယ်လက်ပြနှုတ်ဆက်ကကြံရီးခဲတဲ့သမီးလေးဤတဲ့အားကားရဲ့ဘက်မှန်မှာတစ်စက်ကြီးကဝိဝဲတက်လာတဲ့မျက်ရည်များအားမျက်တောင်များနဲ့ခတ်တော်တော်ပုတ်ခတ်ကအကြည်အားတနေရာသို့လွှဲပြစ်လိုက်တယ်ဤတချိန်ရန်ကုန်မှအပြန်ခရီးတဲ့ထားရဲ့နှလုံးသားတချံပဲ့ကြွေးခဲ့တဲ့ဟုထင်မှန်းရတယ်အမေတခုသမီးတခုဘဝလေး၌သမီးလေးသည်ပင်အတောင်ဆောင်၏အတိုက်မြုံလေးမှပြန်သားထွက်ခွာသွားလေပြီ။ လောကကြီးတစ်ခုလုံးကြောက်ကက်ကတိတ်ဆိတ်သွားတယ်ဟုထင်ရတော့လေတကယ်တမ်း၌ထားရဲ့ဘဝလေးကပို၍အထီးကျန်ဆန်းသွားခြင်းသာဖြစ်တယ်။မိုင်းပြပြမြင်နေရတဲ့ရူမတောင်တန်းကြီးကထားအားလက်ပြနှုတ်ဆန်နေတယ်ယောက်။အော်တကယ်တော့လောကကြီးကပုံမှန်ပါပဲ။ငါဘဝကြီးကသာအမျိုးမျိုးပြောင်းလဲနေတာ။အေးလေတွေးဆုံခြင်းကခွဲခွာခြင်းမှပဲအဆုံးသတ်ရတာ။လောကနိယာမှာပဲလေ။ငါမှဒီထက်ဆုံးရှုံးစရာဘာများထက်ရှိသေးလို့လဲ။ထားတဲ့ယောက်တွေးရင်သူ့ရဲ့နှကန်ကအနေငယ်ကွေးညွန့်သွားတယ်။ ပြုံးလိုက်တာလားမဲလိုက်တာလားတော့တေချာမသိတေချာတာကတော့ဒါရဲ့မျက်ဝန်းမှာမျက်ရည်စာအချို့တွဲခိုနေခြင်းဖြစ်တယ်။အေးမကြီးအေးမဟဲအနိဒပြန်ရောက်လာပြီလား။ဟဲမိမိသားလေးတွေဒီရောက်နေကြပါလား။ဂျက်ကီနဲ့ပါပီတို့ကတခင်မအားဝမ်းသာအားရစီချိုပွေးဖက်နန်းဆိုင်ကြရှာတယ်။အမလီသားလေးတွေကလွမ်းနေတာလား။နေပါဦးမေကြီးကအေးမနဲ့စကားပြောပြရစီရော။လာထိုင်အနိဒဟဲမောင်ဒီနေ့အလုပ်မသွားဘူးလား။ဟုတ်တယ်အနိဒ ရှေ့ရက်တည်းကနေမကောင်းတာနဲ့ဒီနေ့ပါခွင့်ယူလိုက်တာ။အော်အတ္တိတမီမင်္ဂလာဆောင်ကအဆင်ပြေခဲ့တယ်မလား။ပြေတယ်မောင်ရဲ့။ဒါနဲ့ခွေးလေးတွေကိုဒီကိုခေါ်ထားလိုက်တာလား။ဟုတ်တယ်အန်တီသာ။ခုမှခရီးရရောက်ခါစားဆိုတော့နားလိုက်ပါအောင်အန်တီ။ပြီးမှကျွန်တော်တို့အေးစေးပြောပြပါမယ်။အေးမအော်အေးမရေ။ကျေးဇူးပါကွယ်။ခွေးလေးတွေကိုစောင့်ရှောက်ထားပေးလို့အန်တီလည်းအိမ်ပြန်ပြီးနားလိုက်အောင်မယ်။ညနေအိမ်လာလည်းမအေးမတွဲယူလာတဲ့လက်ဆောင်တွေပေးတော့မယ်။ခုကအဲ့ရဲ့အောက်ထဲရောက်နေလို့ရပါတယ်အန်တီသာရေမလိုပါဘူး။ အေးမလိုက်ဖို့ပေးမယ်လေ။အင်းရတယ်သမီးဒီနဲ့ကောင်းမှခေါ်သွားလိုက်တော့မယ်။ဟုတ်အနီတာအိမ်တို့ရောက်ပြီးနောက်အိယာထန်၌ခြေပြက်လက်ပြက်လဲလောင်းရင်းဒါတယောက်မကြမီအိပ်ပြောသွားလေတဲ့။နားထဲ၌ဆူဆူညံညံအသက်တချို့ကြောင့်နိုးလာတယ်။တေချာနားထောင်ကြည့်တဲ့အခါအေကန်းရှိတီဗီမှထွက်ပေါ်လာတဲ့အသက်။ထားလဲအိယာမထာကအေကန်းဘက်သို့ထွက်လာရ။ဟဲတီဗီပွင့်နေပါလား။ကတ်တွန်းကောင်ငါမဖွင့်ထားပါဘူး။ထားလဲနဝေတိန်တောင်ဖြစ်နေမိတယ်။အနီထားနိုးပြီလား။ ဟဲအေးမာတို့လည်းမရပါလားလာလေအိတ်ကောင်းရဲ့လားအနီထားအင်းအိတ်ကောင်းမရဲ့တီဗီတန်ကြောင့်နိုးလာတာအိတ်တုံးကတီဗီမဖွင့်ထားမိဘူးလားလို့ဖွင့်မိရင်တော့ကာတိုကာလာကြီးကိုတော့ဖွင့်မှာမဟုတ်ဘူးကျွန်တော်တို့လာတာလဲအဲ့ကိစ္စကိုအတိပေးကျင်လို့ပါ အနီထားသိထားတဲ့နဲ့ထင်လို့ဟေးဘာများပါလိမ့်မအောင်ဒီလိုအနီထားရဲ့အစာကြီးကမောင်တို့လင်မယားကသူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များအားခေရီစီတွင်ကြပြောပြလိုက်တယ်ဟင်းဟုတ်လား ဒါဆိုဒီအိမ်မှာမမြင်အပ်တဲ့ပရလောကသားတွေရှိနေတာလားအဲ့လိုတော့ထင်ရတာပဲဒီလိုလုပ်ပါလားအနီထားကျွန်တော်အသည့်အိမ်မှာအထက်လန်းစရာတယောက်ရောက်နေတယ်အဲ့ဒီစရာရှမ်းပြည်ဘက်ကလာတာတဲ့နဲလဲ့ပြီးခொနည်းသားသမီးတွေကိုကဲတင်နေတဲ့စေတနာစရာပါသူ့ကိုအနီထားပင့်ကြည့်ပါလားဟာကောင်းတာပေါ်မအောင်ရဲ့အနီထားလဲသမီးရှိတော့သတိမထားမိဘူးနောက်တယောက်တည်းနေမှာသတိထားမိတာနောက်ပြန်မဲ့အဲ့စရာကိုပင့်အောင်ကောင်းတာပေါ်အနီထားအေးမာတို့လင်မယားနဲ့စကားဆက်ပြီးပြောပြီးနောက်မကြမီး ထိုလင်းများကပြန်သွားတယ်။ဒါလဲအိမ်ရေးတွေးကစိတ်ပူနေမိပြန်တယ်။ဤကိစ္စကအချိန်ဆွဲရင်အနေရရှိနိုင်တာမဟုတ်လား။နောက်နေ့မနေ့ဆယ်နာရီခန့်၌အေးမာတို့လင်းများနဲ့အတူဆရာတဦးလိုက်ပါလာတယ်။ဆရာကအသက်60ကျော်အရွယ်ခန့်ဖြစ်ကပိတ်မိန်ပါပါအသားဖြူဖြူအယံမြင့်မြင့်ဖြစ်တဲ့လာပါရှင်ဆရာကြွပါ။ထားကဝမ်းသာအားရခရီးဥချိုပြုလိုက်တယ်။ဆရာကအင်အားအကဲခတ်တယ်လို့ကြည်ကဖျားကန်းထဲ၌ဝင်ထိုင်လိုက်တယ်။ ထို့နောက်ဖယားအားစီမီနဲ့အမွေးနဲ့သားတိုင်းများပူဇော်ကားတရားထိုင်နေတယ်။ထားနဲ့အေးမာတို့လည်းမရလဲဆရာအားစိတ်ဝင်စားစွာကြည့်ရှုနေကြတယ်။ငါးမိနစ်ခန့်ကြာပြီးနောက်ဆရာကဖယားအူချကထားတို့ထိုင်နေရဘက်သို့လှည့်လာတယ်။သမီးဒီအိမ်နဲ့ပတ်သက်ပြီးထူးခြားတာတွေတွေ့နေရတယ်မို့လား။ဟုတ်ပါရဲ့ဆရာ။သမီးကအရင်တော့အိမ်တော့အောက်လန်းနဲ့အတိုက်ခံခဲ့ရတယ်ဆရာ။အဲဒါကြောင့်မို့အမေလည်းတည်ဆုံခဲ့ရတယ်။အဲ့ဒီအဖြစ်ကြောင့်ခုထိနောင်တရလို့မဆုံးပါဘူး။ခုအိမ်မှာလည်းထူးခြားမှုတွေကြုံလာတော့ အရင်လိုအောင်လန်းနဲ့များအတိုက်ခံတာလားလို့ထင်နေမိလို့ပါဆရာဒီအိမ်ကိုဆရာအပ်ပါတယ်ဆရာပဲစီစဉ်ရှင်းလင်းပေးပါဆရာဆရာကစိတ်ထားတဲ့နှကန်းအားကွေးညွံ့ယုံသာပြုံးကအင်းပေါ့တမီးကအရင်အဖြစ်ရဆိုတွေကြုံခဲ့ဘူးတော့စိုးရိမ်နာမဆန်းပါဘူးဒါပေမဲ့ဒီအိမ်ကိုအောင်လန်းနဲ့တိုက်ထားတာလည်းမဟုတ်သလိုတမီးတို့ထင်သလိုပရလောကသားတွေရှိနေတာလည်းမဟုတ်ဘူးတမီးဟင်ဟာဘလို့ဘလို့ဆရာဆရာရဲ့စကားကြောင့်၃ယောက်သားအံ့ဩသွားကြတယ်ဒါဆိုဘာများလဲဆရာ ဆရာကအေးရဲနောက်ဖေး၌ပွင့်နေတဲ့တကမာကြီးရကျော်လုံးကဖယားဝိုင်းဘက်သို့တေးချာကြည့်ပြီးနောက်ဒီအရဲမြေကတိုက်နဲ့ဆက်ဆက်နေတယ်။ဒီအနောက်ကမြင်နေရတဲ့ဇေဒီကတိုက်နယ်မြေထဲကဇေဒီပဲ။ရှင်ဟုတ်တယ်သမီး။သမီးရဲ့ကိုတိုက်ကလူတွေဝင်ထွက်နေကြလို့ထူးဆန်းတာတွေကြုံနေရတာပါ။ဗျာဒါဆိုကျွန်တော်ကျွန်တော်တွေ့တဲ့ကလေးကတည့်ရဲမဟုတ်ဘူးပေါ့။ဟုတ်တယ်လူလေးတိုက်ကကလေးတွေပါ။ခုတော့ဆရာတို့ကိုစိတ်ဝင်တစားကြည့်နေကြတယ်။တိုက်ကကလားတိုက်ပါ။ ဒါကြောင့်ကလေးတွေကအဖြူအောင်ပိတ်စာကိုကရောင်းကြိုက်ထားပြီးမျက်နှာကြပုံကအိန္ဒိယဘက်ကလူတွေနဲ့တူတာပါဒီမှာနေတဲ့သမီးကသူတို့နဲ့တိုက်ဆက်ရှိသူပါဖရာတရားလဲလို့တော့သူတို့ကသဘောကျတယ်ဒါကြောင့်သူတို့သားသမီးတွေကသမီးအိမ်မှာလာစောကြတာကိုတိုက်ကကြီးကြီးပြူပြူခွင့်ပြုထားကြတာပေါ့သူတို့ကအတန်ပြက်အလွန်ကြိုက်တယ်အိမ်ကအိမ်တော်လည်းမရှိတော့သူတို့ကမနှောက်ရှက်ကြအောင်သမီးကိုကူတော်ကူညီဆောက်ရှောက်ကြမှာပါအကယ်၍ဒီအိမ်မှာသာလင်မယားတွဲတွေရှိအဆင်ပြေမှာမဟုတ်ဘူး သူတို့မြေမှာတန်သောဝါဒပြုမူတာတွေမကြိုက်ကြဘူး။အော်ဒါကြောင့်ကလေးရီတန်းတွေကြားရတီဗီကကာတွန်းကားတွေအလိုလိုပွင့်နေတာကြီးလဲကြုံရတာ။ဟုတ်တယ်သမီး။တိုက်ကကလေးတွေသမီးအိမ်မှာလာစောကြလို့အဲ့လိုတွေ့ကြုံရတာပါ။ဒါဆိုသမီးဘာဆက်လုပ်ရမလဲစရာ။သမီးဘာမှလုပ်စရာမလိုပါဘူး။အခုထက်ဖရာတရားဖို့ကြီးညိုပြီးသူတို့တွေကိုကုသိုလ်ပြု အမျှဝေပေးပါ။သူတို့ကသမီးကိုအနှောက်အယှက်မပေးကြပါဘူး။သမီးအိမ်လေးတဲ့ဟိုတော့တိုက်ကဧည့်သည်လာလည်နေကြမှာပေါ့။ ဟုတ်ကဲ့ပါဆရာတမိသဘောပေါက်ပါပြီတမိမကြောက်တော့ပါဘူးတမိနဲ့အေးစက်ရှိလို့သာတိုက်ကမိတ်ဆွေတွေလာလေကြတာပေါ့သူတို့ကိုတမိကជីជីပြူပြူလဲပတ်ခွင့်ပြုပါရယ်ဆရာဒါကိုသူတို့သိအောင်ပြောပေးပါဆရာထားရဲ့စကားအစုံလိုက်အလုံးကအနစ်လိုစွာပြောမိကြတယ်ထိုနေ့ည၌ထားရဲ့အိမ်ထဲ၌ကလေးငယ်များရဲ့ရှီမောတန်များတီဗီမှကာတွန်ကားဖွင့်တန်များအားကြားရပါတော့လေထားတယောက်ထားမကြည့်ဖြစ်တော့ပါတမိတမိဟင်အဘကဘာတူလဲတမိအိမ်ထဲဘယ်လိုရောက်လာတာလဲ မိုးစိမ်မွေးဖြူဖြူရှိရှိနဲ့အဖိုးကိုအားကြည့်ရသည်မှာအိန္ဒိယသူတော်စင်စိုင်းဘာဘာနဲ့ခက်ဆင်ဆင်ဖြစ်နေတယ်။ထာစိုင်းဘာဘာရဲ့ပုံတူပကြီးများကိုတွေ့မြင်ဘူးတာကြောင့်ထို့သို့ထင်မိခြင်းဖြစ်တယ်။အဘကတိုက်ချုပ်ကြီးပါ။အဘတို့တိုက်ကကလေးတွေကိုလာခွင့်ပြုလို့တမီးကိုကျေးဇူးတင်ကြောင်းလာပြောတာပါ။ထိုအဖိုးရဲ့စကားအစုံလိုက်ကလေးငယ်များကအဖိုးထံပြေးလာကြကထာအပြုံးဤပြနေကြတယ်။ထာလည်းထိုကလေးများအားပြန်လည်ပြုံးပြလိုက်တယ်။ခွေးအောင်တံများကြောင့်ထာရုတ်တရက်လန့်နိုးလာတယ်။ ဂျက်ကီနဲ့ပါပီကပျော်ရွှင်မြူးတူးစွာစော့ကစားနေကြတယ်။သူတို့ကတစုံတဝူပေါ်သို့ပဒတ်နေပုံရတယ်။သူတို့အာကြီးကထားနှစ်လိုပဲပြုံးလိုက်တယ်။ဂျက်ကီနဲ့ပါပီတို့ပင်တိုင်းမလာတဲ့ဧည့်သည်များနဲ့ရင်းနှီးနေပြီဟုတွေးထင်လိုက်မိတယ်။ထားရဲ့အိမ်သို့လာတဲ့ဧည့်သည်များကအတန်းအပြက်အလွန်ကြိုက်ကဘူတိုင်းအိမ်နာအဖုံးဖွင့်ထားရင်လည်းမကြိုက်ကြ။တခါတည်းရန်ရေချိုးကန်းထဲနဲ့ဘူတိုင်းအိမ်နာရဲ့အဖုံး၌ကလေးချီယာများရှိနေတတ်သည့်အားလဲမကြာခဏတွေ့ရတတ်တယ်။ ထိုးကြီးရပိုင်ရှင်လေးများကတိုင်းမလာတဲ့ဧည့်သည်လေးများရဲ့ခြေရာများမှလွဲ၍အခြားမိသည့်အရာများဖြစ်နိုင်မေဦးမှလေပရိသတ်များရှင်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်